ုတ်ကဲ့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဆလီနာရဲ့စကေးတွေနဲ့ဆလီနာကိုဘယ်လိုဆော့ရမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်ဆလီနာရဲ့စကေးကွန်ဘိုနဲ့ဆလီနာအဲရိုကိုဘယ်လိုမှန်အောင်ပြရမလဲဆိုတာပြပြပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ညာ ပတ်စစ်စနီနာပတ်စစ်ကတော့ Evan Fawn နဲ့ Apple Fawn ဆိုပြီးတော့နှမျိုးရှိမယ်။ Evan Fawn မှာကသူ့ရဲ့ skill တွေတုံးတဲ့အခါမှာ ML တစ်ခုပေးမယ်။အဲ ML ကနှစ်ခုအထိဆူလို့ရပြီးရန်သူကောင်းပုံမှာ၈စက္ကန့်ကြာရှိနေမယ်။အပိစဖောင်ပြောင်းလိုက်ရင်တော့လက်သင်းနဲ့ကုန်မယ်။နောက်ပြီးသူရဲ့စကေးတစ်ခါတုံးလိုက်ရင်ရန်သူကောင်းဘော်ကအမတ်တစ်ခုရောင်းမယ်။အမတ်ရှိနေတဲ့သူကိုစကေးတုံးလိုက်ရင် +40% magic power ကိုရမယ်။ scale one aperture truck ကို enemy ကနေမိလာရင် movement speed 50%ကို1စက္ကန့်ကြာရှော့ချပေးမယ်။သူရဲ့ truck ကတော့ enemy vision နဲ့မြင်ရမယ်။တခါချတာရင်60စက္ကန့်အထိတည်ရှိနေမှာဖြစ်ပြီးအများဆုံး3ခုအထိချတာနိုင်တယ်။နောက်ပြီး aperture map ထားပေါက်လို့အမတ် range အတွင်းမှာ enemy တုံးမဟုတ် minion တွေရှိနေရင် သူတို့စီကိုပါအမတ်တွေကူသွားမှာပါ။ scale 2 aperture arrow arrow ပြလိုက်လို့ enemy ကိုထိသွားရင် movement speed 60%ကို2စက္ကန့်ကြာရရှိမှာဖြစ်ပါတယ်။ ပြီးတော့သူ့ရဲ့စတန်ကတော့အကွာအဝေးပေါ်မူတည်ပြီးကြာချိန်လေးကွဲသွားပါမယ်ပြောချင်တာကတော့အဝေးကနေထိရင်ထိတယ်လို့စတန်က ကြာချိန်တိုးသွားမှာပါ Evisive Found ရဲ့ Scale 1ဆိုဤတာတော့ Enemy ကိုကုတ်လိုက်မယ်ကုတ်လိုက်ရင်ရှီးလဲရမယ်ကုတ်လိုက်လို့ Evasive အမှတ်ရှိနေရင် Base Damage ကို +130% Total Magic Power ကိုပေါင်းပေးသွားမယ် Visa Found Yes K2 ကတော့ dash ပါ base stamp မိကို +50% total magic power အထိပေါင်းပေးသွားမယ်ဒီ scale 2 9000လည်နေတဲ့အချိန်မှာ scale 1 so eater နဲ့ကုတ်လိုက်ရင် scale 2က9000မရှိပဲပြန်ပွင့်လာမှာပါဒါဆိုရင်ကျွန်တော်ဆလီနာရဲ့ကွန်ဗိုလေးတွေလုတ်ပြပါမယ်ပထမတစ်ခုကတော့ scale 1နဲ့ကုတ်ပြီးတော့ dash နှစ်ခါနဲ့ပြန်ထွက်တာပါကျွန်တော်တစ်ခွက်ချင်းစီပြန်ပြပေးပါမယ် နောက်ထပ်တစ်ခုကတော့ dash နဲ့အမြန်သွားပြီးတော့ကုတ်ပြီးပြန်ထွက်ခဲ့တာပါကျွန်တော်တခုချင်းစီပြန်ပြပါမယ်နောက်ထပ်တစ်ခုကတော့ dash 6ကလောက်ခုန်ပြီးတော့ပြန်ထွက်ခဲ့တဲ့ကွန်ဘိုလေးပါဒီကွန်ဘိုလေးကတော့ stand ကြာကြာမိနေရင်ပို့ပြီးတော့လှုပ်လို့ကောင်းပါတယ်ကျွန်တော်ပြန်ပြပေးပါမယ် โอเคဒါဆိုရင်ကွန်ပိုလေးအကြောင်းပြီးသွားပြီဆိုတော့ emblem နဲ့ item လေးအကြောင်းဆက်သွားလိုက်ရအောင်ပထမတစ်ခုကတော့ကိုတောင်ဘလန့်ဖြစ်တဲ့ magic boost နောက်တစ်ခုကတော့ stallion sky selina အတွက်မဖြစ်မနေထည့်ရမယ့် item ဖြစ်ပါတယ် selina ကုတ်လိုက်ရင်ဘာလို့နာလဲဆိုရင်ဒီ item ကြောင့်ပါနောက်တစ်ခုကတော့ glowy one glowy one ကတော့မီတောက်တဲ့ effect ပါမယ်ပြီးရင် enemy ကိုတွေးမတက်အောင်လုပ်ပေးမယ်နောက်တစ်ခုကတော့ magic power တွေအများကြီးထုတ်ပေးမယ် holy crystal နောက်ထပ်တစ်ခုကတော့ define clay သူကတော့ penetration item နောက်ဆုံးတစ်ခုကတော့ brother တို့ plan win သုံးမဟုတ် winter crown တွားခြင်းတွားလို့ရပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ emblem အကြောင်းလေးဆက်သွားလိုက်ရအောင် emblem ကတော့ mid emblem ကိုတုံးထားပါတယ်ပထမတန်းလန်းကတော့ go round shot ပြင်မဲ့ inspire ဒုတိယတန်းလန်းကတော့ jungle zone နဲ့ river zone မှာ movement speed 10%ရမယ် winter နဲ့ blessing ကျွန်တော်ကတော့ဒီကောင်ကို run ရတာအဆင်ပြေလို့ဆိုတာပါ ်ဘရာသာတို့ဒီကောင်နဲ့ဆော့ရတာမကြိုက်ဘူးဆိုရင်တခြားအရှင်ပြည်ရာနဲ့တွဲဆော့လို့ရပါတယ်နောက်ဆုံးတန်းလန်းဖြစ်တဲ့ Glitter Imagination ကတော့ Enemy Hero ဒီကောင်မှ HP ရဲ့7%ထက်ပိုတဲ့ damage ကို5စက္ကန့်အတွင်း၃ချိန်တီတီပေးနိုင်ရပါမယ်ဒီတန်လန်ကတော့စကေးတွေဆက်တိုက်သုံးနေရတဲ့ဟီးရိုးတွေနဲ့ပို့ပြီးတော့လိုက်ပါတယ်။ကိုးတော့ကတော့15စက္ကန့်ပါ။ Okay ဒါဆိုရင် brother တို့စနီနာရဲ့ combo item နဲ့ emblem နဲ့အကြောင်းကိုသိသွားမယ်လို့ထင်ပါတယ်။ ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတတ်တယ်ဆိုရင် like subscribe လေးလုပ်သွားပေးပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်